သာသနာမှာကိုရင်လေးတွေရဲ့ခန်းကန်တာကအရန်ရေးကြည့်လို့ပဲသူကတက်တက်ပြောရမှာပါနော်ဘယ်လိုလဲဆိုတော့သာသနာမှာကိုရင်လေးတွေများပြားပြောသာသနာမှာပျော်ဖို့လိုတာဟုတ်နော်အကြောင်းတွေပြောမှာစားတော်မယ်ဆိုတဲ့စကားလည်းရှိတော့ဒီကိုရင်လေးတွေကဟိုမိမိနေရတဲ့အကြောင်းတိုက်တွေမှာပျော်ဖို့လိုတယ်ဒီစားပေတွေတင်ယူရတဲ့အခါမှာနှစ်သက်မှုဟိုပျော်ရွှင်မှုလုံခြုံမှုရှိဖို့အများကြီးလိုတယ်ကြတော့အဲ့ ကိုရင်းလေးကိုသူ့ပြိုးထောင်တဲ့ပုံကအင်ပလန်အရေးကြီးပါတယ်အဲ့တော့တချို့နေရာတွေမှာဆိုရင်ကိုရင်းလေးတွေကိုမွေးထားတာလို့ပဲပြောလို့ရတယ်ဆောင်းလျှောက်တယ်လို့ပြောလို့ရတဲ့အဆင့်တွေတော့အင်ပလန်ခက်ပါတယ်တချို့နေရာတွေမှာဆိုလေဘာလို့လဲဆိုတော့ကိုရင်းလေးကိုတန်ဖိုးထားဖို့ကလေးတွေကိုလွတ်လပ်စွာပညာသင်ကြားခွင့်ကိုရင်းလေးတွေကိုပဲပေါ့နော်လက်စွာပညာသင်ကြားပြဆိုတော့ဘာလို့ရှေ့နေပညာတော့ ်အင်ဂျင်နီယာပညာတို့ဥပဒေပညာတို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒီအ ਨੇ ဆုံးတော့အာကိုရင်းလေးတွေလက်ရှိသင်နေတာပါဠိစာရှိမယ်ပါဠိစာကိုခဏဆိုခေပညာရေးစနစ်နဲ့ပေါင်းဆက်ပြီးတော့ကလေးတွေနိုင်လောက်တဲ့အနေထားပုံစံဖြစ်အောင်သင်ပြနိုင်တယ်ပြီးရင်အဲအင်္ဂလိပ်စာသင်ချာလောက်ပေါ့နော်အဲပါဠိစာတခုလည်းနဲ့လည်းဥစဉ်ထင်တာတော့လောကကိုတွူးမလွယ်ဘူးလို့ဥစဉ်မြင်တာပေါ့နော်အဲပါဠိစာဆိုတာလည်း အဓိကကတော့ဘာသာပေးတာတစ်ခုပဲလေဖះရဲ့စာပေတွေကိုဟိုဖတ်ဖို့မှတ်ဖို့ဘာသာရက်တစ်ခုကိုသင်တဲ့ပုံစံပဲရှိသေးတာ哦အဲ့တော့အဲ့တဲ့အစင်မြင်အောင်လူတွေနဲ့ချိတ်ဆက်နိုင်အောင်ကပိုင်းနဲ့ချိတ်ဆက်ပုံမကျင်တဲ့ချိတ်ဆက်နိုင်အောင်ဒီမှာနိုင်ငံတွေနဲ့ချိတ်ဆက်နိုင်အောင်အင်္ဂလိပ်စာပါဠိစာတခုလည်းမဟုတ်ဘူးねအင်္ဂလိပ်စာတော့သင်ချာတော့ပထဝီတော့သမိုင်းတော့ပါကိုယ်ရင်းလေးတွေကိုထည့်သင်ပေးနိုင်တယ်ကိုယ်ရင်းလေးရဲ့ပညာရေးကိုအကန့်အသတ်မထားပါနဲ့မြင့်တင်ပေးနိုင်မယ်ဆိုရင်တော့ဦးဇင်းတို့သာသနာမျိုးဆက်က အင်မတန်ကိုမှကောင်းတဲ့မျိုးဆက်ဖြစ်လာနိုင်တဲ့အကြောင်းနော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တာသနာမှာကိုရင်လေးတွေကရှေ့လျှောက်ဒီထက်ပြီးတော့အည်တွေးရောအည်တွက်ကိုကြားဖို့ပဲရှိမှာနိုင်ငံရဲ့အနေဒါဆင်းရဲတဲ့အတွက်ကြောင့်မလို့ ကိုရင်လေးတွေဒီမိဘတွေကငငယ်ကနေကသားလေးတွေကိုကိုရင်လေးတွေပေးဝတ်တယ်ပေါ့နော်စာစာတက်စီကျင်တာသူတို့ကမထားနိုင်ဘူးလေသူတို့ကကြောင်းမထားနိုင်တဲ့အတွက်အဲ့လိုရွာကြောင်းဖုံးကြောင်းပို့တယ်ရွာဖုံးကြီးကနေပြီးတော့မြို့မှာရှိတဲ့ဆာတန်လိုက်တွေနဲ့ချိတ်ဆက်ပြီးတော့ပို့တဲ့အတွက်ကြာကြာတန်ဃာကြီးတို့ကကဗန်ဟိုတခြားဗုဒ္ဓဘာသာထေရဝါဒနိုင်ငံတွေနဲ့ရှိအင်မတန်များပါတယ်နဲတယ်လို့ပြောလို့ရတဲ့အနေအထားမရှိဘူးပေါ့နော်ဒါပေမဲ့လို့ အရေးအတွက်ကတော့များတယ်ဒါပေမဲ့အရင်ရှိအောင်ဘယ်လိုဝေးမြူအောင်မလဲဆိုရင်ဒီစနစ်နီးမှလမ်းမှဖြစ်ဖို့ကတော့ဦးစင်းမြင်တာတော့လိုရည်လို့မြင်တယ်ကိုဝင်လေးတွေကိုတံပိုးထားတတ်ဖို့ပေါ့နော်ကိုဝင်လေးတွေကိုဟိုလွတ်လွတ်လပ်လပ်ပညာသင်ကြားခွင့်ရှိဖို့ဆိုတဲ့အရာတွေပေါ့နော်ဒီကိုဝင်လေးတွေကိုဟိုကိုဝင်ကိုဝင်ဝင်ပြီးတော့အတခုလည်းမဟုတ်ဒီကိုဝင်လေးတွေရဲ့စာဝင့်နေပါအစအစအရာရာတောင်းဝင်ယူနိုင်တဲ့ ဥစဉ်ဆရာတော်တွေလည်းအများကြီးလိုအပ်တယ်ဒီအနည်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့ခဏပြောဆိုပါတော့ကိုယ်ဝင်လေးတွေကိုအဲအချိန်ဒီစိတ်နေသဘောထားအချိန်လေးတွေပါနော်သူများတက်ကုန်မတက်ဖို့သူများအခုညီတက်ဖို့စေနာတရားတွေကိုပါဠိစာတွေအလွတ်ကျက်နေရတဲ့ဆက်သူတို့လက်တွေ့ဘွားတွေကိုခေါ်ပြီးတော့သူတို့ လက်တွေ့ဘဝထဲမှာလေ့ကျင့်လုံဆောင်နိုင်တဲ့အဆင့်တီးပေါ့နော်ဒီဘုဒ္ဓရာတစ်ခုတည်းမှာမဟုတ်ဘဲနဲ့အဲ knowledge တစ်ခုလည်းနဲ့ရက်တန်ထားတာမျိုးသင်ကြားပေးတာမျိုးမဟုတ်ဘဲနဲ့ attitude တစ်ခု change နိုင်အောင်ဒီကိုယ်နည်းတွေကိုသင်ပြနိုင်တဲ့မေတ္တာတရားဖြစ်ပေါ့နော်ပြောဆိုဆုံးမနိုင်တဲ့အဲလမ်းပြအဲ့တော်လေးလိုတယ်ပေါ့နော်အပြင်ကိုယ်နည်းတွေပညာရေးကိုလည်းကန့်သတ်မထားဘဲနဲ့ပံ့ပိုးပေးနိုင်လမ်းဖွင့်ပေးနိုင်တဲ့ဆရာတော်ကြီး ြုစုပြုထောင်တဲ့ဆရာတော်တွေအများကြီးလိုတာပေါ့